စစ်ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာဗလာယူနိုင်ငံမစ်မြို့ကိုဒီရက်ပိုင်းတွင်တွားရောက်ဖို့ရှိတယ်လို့စစ်ကောင်စီမှသတင်းထုတ်ပြန်ထားကြောင်းသိရပါဗျ။မကွေးတိုင်းထီးလင်းမြို့မှရဲစခန်းတွင်ဖမ်းဆီးစစ်ဆေးခံနေရသောနိုင်ငံရေးအကျဉ်းသား73ဦးထွက်ပြေးလွတ်မြောက်လာပြီးအချုပ်ခန်းဆောင်ရဲများကိုစစ်တပ်မှညှဉ်းပန်းနှိပ်စက်တပ်ဖြတ်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။တအောင်တက်ထင်းကျုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကိုတိမ့်ပိုက်ရန်စစ်ကောင်စီမှအင်အားလုံးရင်းဖြင့်ထိုးစစ်ဆင်နေကြောင်းသိရပါသည် ကျွန်တော်ဒီနေ့ရဲ့သတင်းထူးများကိုစူးစီးဖော်ပြပေးပါတော့မယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါခင်ဗျာဒါဆိုရင်ဆက်လိုက်ရအောင်မကွေးတိုင်းထီးလင်းမြို့မှရဲစခန်းတွင်ဖမ်းဆီးစစ်ဆေးခံနေရသောနိုင်ငံရေးအကျဉ်းသား73ဦးထွက်ပြေးလွတ်မြောက်လာပြီးအချုပ်ခန်းဆောင်ရဲများကိုစစ်တပ်မှ မြင့်ပန်းနှိပ်ဆက်တက်ပြတ်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်ဇွန်လ18ရက်နေ့ညပိုင်းမှာထီလင်းမြို့မှရဲစခန်းတွင်ဖမ်းဆီးချုပ်နှောင်ခံထားရသောနိုင်ငံရေးအကျဉ်းသား73ဦးထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်းသိရသည်ထို့သောထွက်ပြေးလာစဉ်အသက်50ကျော်အရွယ်နိုင်ငံရေးအကျဉ်းသူအပါအဝင်5ဦးမှလမ်းခရီးတွင်မိုင်းနမိကတဦးမှကြဆုံးခဲ့ပြီးကြံလေးဦးမှထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်ထွက်ပြေးလို့မြောက်လာသူတွေကိုတွားပြီးကြိုဆိုရဲဒီကိုခေါ်လာပြီးတော့စေကူတမှုပေးရဲအခုတော့ တို့သွားလိုတဲ့နေရာတွေကိုပို့ဆောင်ပေးနေပါပြီ။မိုင်းထီရဲ့9ရောက်စုမှ၄ဦးတန်ရာရတယ်။တာမန်ပွန်းရာပဲရာလောက်ပဲ။ဒါပေမဲ့မြို့သမီးကတော့တက်တက်နေမိလို့ကြဆုံသွားရတာ။မိုင်းကဘလို့မျိုးစားလဲမသိရဘူး။မြို့ပြင်မှာထောင်ထားတဲ့မိုင်းပဲလို့တာဝန်ရှိသူတို့ကပြောကြားထားပါဗျ။ထီလင်းမြို့မှရဲစခန်းမှထွက်ပြေးလို့မြောက်လာသူများသည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုထောက်ပို့လုပ်သည်ဟုဆိုကာဖမ်းဆီးခံထားရခြင်းဖြစ်ပြီးအမှုစစ်ချင်းတရားစွဲဆိုခြင်းမရှိဘဲ မတရားဖန်ဆီးချုပ်နှောင်ခံထားရခြင်းဖြစ်ကြောင်းသိရသည်နိုင်ငံရေးအကျဉ်းသားများထွက်ပြေးလွတ်မြောက်သွားပြီးနောက်ထီလင်းမြို့မှတက်နယ်မူဒုတိယဗိုလ်မှူးကြီးထိန်လင်းကထီလင်းမြို့မှရဲစခန်းသို့ရောက်ရှိလာကာရဲတပ်ဖွဲ့ဝင်များအားလုံးကိုခေါ်ယူဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့ကြောင်းသိရသည်စစ်တပ်အရိုက်နှက်မှုကြောင့်ရဲတပ်ချက်မြင့်အောင်နှင့်ရဲတပ်ချက်ကျော်စန်းထွေးတို့တေဆုံးသွားကြောင်းသိရသည်ထို့အပြင်ရဲတပ်သား၃ဦးမှလည်းဆက်လက်ချုပ်ချကာရိုက်နှက်စစ်ဆေးခံနေရကြောင်းတတင်းရရှိထားပါသည် ောက်ထပ် သတင်းတပုတ်အနေနဲ့စစ်ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာဗလာယူနိုင်ငံမစ်မြို့ကိုဒီရက်ပိုင်းတွင်သွားဖို့ရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ဒီကနေမှတဆင့်ရုရှားနိုင်ငံဘူယာဒီယာပြည်နယ်ကိုသွားဖို့ရှိတယ်လို့ဆိုပါတယ်။ဒီနေ့ထုတ်ပြန်ချက်အရဗိုလ်ချုပ်မူကြီးဟာစတုတ်ထအကျဉ်းဥရောပအာရှစီးပွားရေးဗိုလ်ရန်ကိုတက်ရောက်ဖို့မစ်မြို့ကိုသွားမှာဖြစ်ပါတယ်။စစ်ခေါင်းဆောင်ရဲ့ခီးမှာကောင်စီဖွဲ့ဝင်တွေဝင်ကြီးတွေနဲ့စစ်ပတ်အရက်ပတ်အစ်မြင့်ရာရှိတွေလည်းလိုက်ပါမယ်လို့သိရပါတယ်။ ဒီခရီးစဉ်မှာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာဗလာယုသမရနဲ့တရားတွေ့ဆုံတာဥရောပအာရှစီးပွားရေးကော်မရှင်ပုတ်ဖွဲ့ဥက္ကဋ္ဌနဲ့လည်းတွေ့ဆုံတာတွေလှုပ်သွားဖို့ရှိတယ်လို့စစ်ကောင်စီကဆိုပါတယ်။ဒါ့အပြင်ဗလာယုကစက်ယုံအလုံယုံတွေကိုလိလာတာတွေအပြင်စီးပွားရေးလုံခြုံရေးမဟာပြူဟာမြောက်ပူးပေါင်းဖို့ကိစ္စတွေလည်းဆွေးနွေးမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ယိုရှားမှာတော့စစ်ခေါင်းဆောင်ကိုဖိတ်ခေါ်တဲ့ဘူယာတီးယားပြည်နယ်ကစက်ယုံအလုံယုံတွေစီကိုတွားရောက်မှာဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ဟာဒီနှစ်မလတုန်းကရုရှားနဲ့ဗလာယူနိုင်ငံတွေကိုသွားခဲ့တယ်လို့မေလတုန်းကလည်းရုရှားနိုင်ငံရင်ပြင်နေချီတပ်ပွဲကိုတက်ရောက်ခဲ့ပါသေးတယ်။မလတုန်းကသွားခဲ့တဲ့တူခီးစင်နှုန်းကတော့စစ်ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာဗလာယူနိုင်ငံသမရကိုအကမဟာတရေစီသူဂုံထူးဆောင်ပွဲတစ်စိတ်ပေးအပ်ခဲ့ပါတယ်။တောင်းတက်ထိန်ချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကို ပြန်လည်သိမ်းယူဖို့အတွက်စစ်ကောင်စီတပ်ကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေပါတယ်။ နောင်ချိုမြို့နယ်ကတောင်ခန်းစစ်ရေးဆောင်မှာစစ်ကောင်စီတပ်တွေအသာစီးရလာပြီးနောက်ဇွန်လအစပိုင်းမှာနောင်ချိုမြို့ကိုပြန်ယူဖို့ခြေလှမ်းတိုးလာတာဖြစ်ပါတယ်။ဒေသခံရင်းမြစ်တွေကတော့တအောင်းတပ်ဟာလက်ရှိအချိန်မှာခံစစ်ပုံစံနဲ့တုံ့ပြန်နေပြီးစစ်ကောင်စီတပ်ရဲ့ထိုးဖောက်မှုကိုအပြင်းထန်တားဆီးနေတာဖြစ်ကြောင်းဖော်ပြပါတယ်။နောင်ချိုမြို့ဟာလာရှိုးမြို့နဲ့ပြင်ဦးလွင်မြို့တို့ကိုဆက်သွယ်နေတဲ့ပြောင်စုလမ်းမကြီးတစ်လျှောက်တည်ရှိတဲ့အတွက်စစ်ဗျူဟာအရနှစ်ဖက်စလုံးအတွက်အရေးပါဆုံးနေရာတစ်ခုဖြစ်ပါတယ်။ 2029စစ်စင်ရေးအတွင်းတအောင်တက်နဲ့ပြည်သူ့ကာကွယ်ရေးတပ်များကနောင်ဂျိုမြို့ကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။နောင်ဂျိုမြို့နဲ့တောင်ခမ်းရွာက -10 ဝန်းကျင်သာကွာဝေးပြီးတောင်ခမ်းကိုသာတအောင်တက်နဲ့ပူးပေါင်းတပ်တွေရခဲ့ရင်ရှမ်းမြောက်ဘက်ချမ်းသာမကတမျိုးလို့ခေါ်ကြတဲ့ပြင်ဦးလွင်မြို့နဲ့မန္တလေးဘက်ချမ်းအထိတော်လန်ရေးအင်အားစုတွေထိန်းချုပ်နိုင်ဖို့ရည်ရခဲ့တယ်လို့မြေပြင်စစ်ရေးရင်းမြစ်ကပြောပါတယ်။ဒါပေမဲ့ဖေဖော်ဝါရီလမှစပြီးစစ်ကောင်စီတပ်ကအင်အားပြည့်နဲ့တံပြန်ထိုးစစ်ဆင်လာတာကြောင့် တအောင်တက်ဟာသူတို့တိမ့်ပိုက်ထားတဲ့စခန်းတချို့ကိုပြန်လည်လက်လွတ်ပေးလိုက်ရပါတယ်။လက်ရှိမှာတော့စစ်ကောင်စီတက်ဟာစစ်ကြောင်းနှစ်ကြောင်းခွဲကတောင်ခမ်းနောင်ချိုလမ်းတစ်လျှောက်မှာရှိတဲ့ရာပြင်နောင်လင်မဲပုတ်ပါဝင်ရွာကြီးများမှတဆင့်ထိုးစစ်ဆင်နေခြင်းကြောင့်တိုက်ပွဲများပုံမှုပြင်းထန်လာနေပါတယ်။တအောင်တက်တောင်ရှိသူလွေးရီဦးကလည်းနောင်ချိုနီးကကံကြီးရွာမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်မှလေကြောင်းနဲ့လက်နက်ကြီးတွေကိုအဓိကထားအသုံးပြုလာတာကြောင့်စစ်ပွဲပုံမှုပြင်းထန်လာတာလို့ပြောကြားခဲ့ပါတယ်။ တအောင်တက်ကနေထုတ်ပြန်ထားသောအချက်လက်များအရမေလအတွင်းစစ်ကောင်စီဘက်ကလေကြောင်းပုံကျဲမှုပါဝင်တိုက်ခိုက်မှု40ခန့်တရုံသုံးပြမှု300ကျော်ရှိပြီးရင်းတိုက်ပွဲတွေကြောင့်အရက်သား9ယောက်တေဆုံးပြီးဒဏ်ရာရသူ73ယောက်ရှိခဲ့ကြောင်းဖော်ပြထားပါတယ်တရုတ်ရဲ့အကူအညီနဲ့စစ်ကောင်စီကလာရှိုးမြို့ကိုပြန်ရပြီးတဲ့နောက်မြန်မာတရုတ်ကုံသွယ်ရေးလမ်းကြောင်းအတွက်အဓိကကျတဲ့ပြည်တော်စုလမ်းမပြန်ပွင့်ဖို့အရေးနောင်ချိုမြို့ကအဓိကဖြစ်နေပါတယ် ဒါကြောင့်ဒီမျိုးကိုပြန်ရဖို့စစ်ကောင်စီကပြင်းထန်စ조사လာတာလို့စစ်ရေးရင်းမြစ်ကသုံးသက်ပါတယ်။တအောင်တက်အတွက်လည်းနောင်ချိုမျိုးကရှမ်းတောင်ပိုင်းနဲ့မန္တလေးတိုင်းဘက်ခြမ်းကိုဝင်ရောက်ဝင်ဖို့အချက်ချာမျိုးဖြစ်တယ်လို့နောင်ချိုနဲ့ဆက်နေတဲ့တီဘောနဲ့ကြောက်မဲကိုကာကွယ်နိုင်ဖို့လည်းဒီမျိုးကအရေးပါနေပါတယ်။နောင်ချိုကနေတဆင့်ကြောက်မဲတီဘောကိုစစ်ကောင်စီကစစ်မျက်နှာပြန်ဖော်နိုင်တာဖြစ်လို့နှစ်ဖက်စလုံးအတွက်အသက်သမျှရေးကြီးရလို့ပြောရမှာပေါ့လို့ စည်ရေးသုံးသက်သူ CDM ဘိုလ်ကြီးစင်ရော်ကမှတ်ချက်ပေးပါတယ်စစ်ကောင်စီအနေနဲ့ဇွန်တရက်နေ့မှာအပြည့်ရက်ကာလတလတ်ထက်တိုးကြေညာထားပေမဲ့လည်းနောင်ချုံမြို့နယ်အတွင်းလက်နက်ကြီးတွေနဲ့လမ်းပစ်မှုများစစ်ကြောင်းများဝင်ရောက်တိုက်ခိုက်မှုများစစ်တိုက်လှုပ်ဆောင်နေပါတယ်အထူးသဖြင့်တိုက်ပွဲဖြစ်နေတဲ့ရွာချို့ပြင်တိုက်ပွဲမဖြစ်သေးတဲ့ရွာများအထိလေကြောင်းကနေတိုက်ခိုက်မှုများပြုလုပ်နေခြင်းကြောင့်ဒေသခံပြည်သူ900ခန့်စစ်ပေးဆောင်ဖြစ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ် နောက်ရက်တွေမှာလည်းထူးခြားတဲ့သတင်းအသစ်များကိုဆက်လက်တင်ဆက်ပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကောင်းသောနေ့လေးဖြစ်ပါစေ။